ဘုရားသာတော်ရန်ကုန်ပြည်သားစွာဘုရားရှင်နှစ်သက်တော်မူဆုံးဖြစ်တဲ့တောရဆောက်ပြီးဘုရားကောင်းပွားများမှုဆိုရဲတကယ်ကရိညာဝါတီဒီဘုရားသာတော်ပြည်ပြီးဦးဇင်းတို့ဒီသူတည်ခြင်းကိုကြည့်တယ်ဒီပေါင်း40လောက်ကြာဒီလိုဆရာတော်ကြီးတွေဆိုတာဦးဇင်းတို့ဗမာပြည်မှာတာမကဘာမှမပြင်းအင်မတန်ကြုံတော့ ရှာတော့ရှာပါစာလဲပြည်လဲဟိုးဤကေငါရတဲ့ပါပဲရဟန်းတော်ကြီးဘုရားရှင်ခေတ်ကရဟန်းတော်ကြီးကိုပြန်ဖူးရတယ်ရဟန်းတော်ကရှင်မြတ်ကြီးများကိုပြန်ဖူးရတယ်ဘုရားတော်များအင်းမတန်ကုသိုလ်ကံထွက်ပြည့်တော်ဒီရတဲ့ဆရာတော်ဆရာတော်ရဲ့ဉာဏ်တော်ကိုဒီမှာမှာဒီလိုဖြစ်နေတဲ့ဆရာတော်စီကိုဦးဇင်းရတဲ့ဘုရားရှင်ရဲ့ကျော်ဒီလနာ ဆောင်ဘုရားဓမ္မပေါင်းပြောကောင်းမှာဆရာတော်ပြရည်တရားကိုမှန်ပြီးကိုပညာကိုမှန်ပြီးပြီးတော့ဘုညောပဲကြီးမျိုးပဲရပါပြီဆရာတော်ပြရည်ရတယ်ဆရာတော်ရဲ့တွေ့ကြောဘုရေဉာဏ်ဉာဏ်ကြောင့်များကိုဓမ္မပေါင်းပြောကောင်းမျိုးရှိနေပြပါလိမ့်မယ်ဒါကဓမ္မပေါင်းပြောကောင်းမှုက ်မျိုးလို့ရှင်ရှင်ကိုပြန်ပြောခဲ့တော့နော်ဘုန်းကြီးကဘုရင်ညာကြီးဆိုတဲ့ဘုံခံချက်နဲ့တရားမှတရားပေါ်ပါနော်မြတ်စွာဘုရားဉာဏ်ကျမ်းသက်သက်အထူးဆုံးပါတဲ့တရားဒီကိုနည်းဉာဏ်ကြီးတလောက်သာရိတော်ထေရကြီးကဒီကိုပြင်းပြလို့ဒီတာပေါ်ကြလို့ရှိပါနော်ဒီနေ့လေဘုန်းကြီးသစ္စာတန်ရုံပါလာတဲ့ ဘုရားကလည်းသုတ်တန်ဆိုတဲ့ခက်တော်တော်သုတ်တန်လေးတစ်ခုကိုဥကျဲပြီးတော့ပြင်းပြင်းပိုင်းကိုပေါ့ပေါ့ပြီးရထားနော်ဘုရားတော်ကလည်းတော့မှာညဇောပြေဝိသုဘောဘောတော်မူလခြင်းသည်လူရင်ကုတည်ချက်ကဟံတန်ဃာတော်များအဝိအပါဖြစ်တဲ့သတ္တဝါအလုံးတို့နိဗ္ဗာန်ဆိုတဲ့ဓမ္မဘကံတို့ရောက်စီအတွက်ဥကျဲပြီးတော့ညဇောပြေတရားဘာဝနာတွေကို ကြ၄၅ဝံကလပ္ပလူဟောကြားတဲ့သုတ္တဝါသွားတော်မူခြင်းဖြစ်ပါတယ်